ရှိတဲ့နေ့တဲ့ချင်းခါသမယာလေးဖြစ်ပါစေဒီနေ့မှာဖျက်ပြပေးသွားခြင်းတဲ့အကြောင်းအရာကတော့စာရေးဆရာကောင်းတဲ့ရေးသားထားတဲ့သမီးလေးဖတ်ဖို့ဆိုတဲ့စာအုပ်လေးရဲ့အသွဲ6ပဲဖြစ်ပါတယ်ဒီစာအုပ်လေးတက်ကနေမှာစာဖတ်သူစာချစ်သူတို့အတွက်အကျိုးသက်ရောက်စေမဲ့ ပေါ့နော်အဓိက highlight ထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အချိန်လေးခဏပေးလိုက်တာနဲ့စာရေးဖတ်ပြီးသွားဖြစ်မယ်။ပြီးတော့ကိုယ့်အတွက်လည်းဘဟုတုတ္တရာရှိစေမယ်။မသားစရာရရှိစေမယ်လို့ဒါကြောင့်မလို့ချင်းဖြူရ reading blog လေးကိုအချိန်ခဏလေးပေးပြီးတော့နားဆင်ကြည့်ပါရှင်။ပြီးတော့လည်းချင်းဖြူရ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးတော့နောက်ထပ်အစ်စ်အစ်စ်တင်မဲ့ reading လေးတွေကိုနားဆင်လို့ရအောင် နူဒီခေါင်းလောင်းလေးကိုနှိပ်ထားခဲ့လို့ရပါတယ်ရှင်။သူတက်အောင်မြောင်းလို့ဖို့ငေတုံးမှခန္ဓာကိုယ်ကိုမညာနဲ့ခိုင်းနိုင်တဲ့လောက်ခိုင်းထားအသက်ကြီးလာရင်ခန္ဓာကိုယ်ကကိုယ့်ကိုပြန်ခိုင်းပါလိမ့်မယ်။အဲ့ဒီလိုသူကကိုယ့်ကိုမခိုင်းနိုင်ခင်မှာတူတက်အောင်မြင်ကြီးပွားရေးအတက်သူကိုခိုင်းစားပေးဖို့မိနေတော့ဒါပေမဲ့အလုံးအကျုံတော့မဖြစ်စေနဲ့ပေါ့ ဆွေးနေတဲ့တေသားနဲ့အဘူးရုပ်ထူလို့မရသလိုမကျမ်းမာနေတဲ့လူတယောက်ကိုလည်းဘာမှလောက်ကင်ခိုင်းလို့ရမှာမဟုတ်ပါဘူးဆိုလိုတာကတော့ကျမ်းမာနေစင်မှာဘလောက်ပဲရည်ချင်းစပန်ဆာရှိရှိ မကျမ်းမာလို့အိပ်ရတဲ့လဲသွားပြီဆိုတာနဲ့တုံ့ဆောင်လို့မရတော့ဘူးဆိုတဲ့သဘောပါပဲသူတစ်ပါးရဲ့အမားတွေကတင်ငန်းစာယူတတ်ပါစေ ကိုယ်တိုင်မှပြီးမှသင်ငန်းစာတွေယူနေမယ်ဆိုရင်အချိန်တွေအရင်နောက်ကျသွားမှာဆိုတယ်။ဒါကြောင့်အမားတွေအကြောင်းသိနိုင်အောင်အတွေ့အကြုံရေးချက်တဲ့စာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုရှာဖွေဖတ်ရှုလေ့လာရမယ်။ကိုယ်ထက်အသိဉာဏ်ရည်တန်တဲ့မိဘဆရာမိတ်ဆွေတငယ်ချင်းတွေရဲ့နှုတ်ထက်စကားတွေတဲကလည်းအမားတွေကိုရှာဖွေစူးစမ်းလေ့လာပြီးအမှန်တရားကို သိမြင်တတ်လာအောင်ကျူစပန်အထုတ်စီခြင်းပါတယ်။ဒီမူတိုင်းလိုလိုဒူထွင်စွန့်စားမှုရှိတဲ့စနေပဲ သူများနဲ့မတူတဲ့ line လေးတစ်လိုင်းကိုဒူတီစွန့်စားပြီးတော့ဖောက်ခဲ့တယ်။အချိန်တိုအတွင်းမှာအကျိုးရလဒ်ကတော့နေရာလေးတစ်နေရာရခဲ့တာပါပဲ။တကယ်လို့ဖိဖိသားဒီလိုမစွန့်စားပဲဖိဖိရေးချင်တဲ့ we to ကြပြဆောင်းမားတွေကိုတမားရွေးချပုံစံအတိုင်းသာရေးနေမယ်ဆိုရင်သူများနောက်မှာအဝေးကြီးတန်းစီနေရအောင်မယ်။ဒါကြောင့်အောင်မြင်မှုကိုလိုချင်နေဆိုရင်ဒီထွင်စွန့်စားရမယ်ဆိုတဲ့အတွေးကိုအရေးထားစဉ်းစားရမယ်ဆိုတာမိပါနဲ့။ အချစ်ဆိုတာကိုးကွယ်ဖို့မဟုတ်ပါဘူးအတုံးချဖို့ပါကွယ်အချစ်ကိုကိုးကွယ်ရဲဆိုတာအချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုတွေနောက်တစ်ခါကလိုက်ပြီးအချစ်အတွက်အသက်ပင်သေးသေးအချစ်နဲ့တရက်အတူနေရရင်တည်ပြောပါပြီဆိုတာမျိုးပေါ့အချစ်ကိုအတုံးချရဲဆိုတာလူ့ဘဝမှာ အချစ်မရှိရင်မပြည့်စုံဘူးအချစ်ဟာအာမြင်မှုအတွက်ကျွန်းအားအချစ်ရဲ့စွမ်းအားနဲ့အရာရာကိုကြော်ဖြတ်သွားရမယ်ဆိုတဲ့အတွေ့အမျိုးပေါ့ ဲ့ဒီနှစ်ခုမတူဘူးဆိုတာသိမှာပါเนาะအချစ်ကိုကိုးကွယ်တတ်တဲ့လူစားမျိုးတော့မဖြစ်စေခြင်းဘူးကွယ်အချစ်ကိုအဆုံးသတ်သွားစေတာအမုန်းဖြစ်တယ်လို့အမုန်းကိုအဆုံးသတ်သွားစေတာလည်းအချစ်ပါပဲအချစ်ကြောင့်အမုန်းနေကောင်းချုပ်သွားတာကောင်းပေမဲ့အမုန်းကြောင့်အချစ်ဆုံးသတ်သွားရတာကတော့ဟန်မကြဘူးထင်တယ်နော်သင်ကောင်းလေရင်ကျွန်တော်မဆိုးပါဆိုတော့သင်မကောင်းလေရင်ကျွန်တော်ဆိုးမယ်ဆိုတဲ့သဘောပေါ့စစ်ကျင်စာစာရမ်းနဲ့တူနေတယ် ်စေတနာသည် လူတိုင်းနဲ့မတန်ဆိုတော့လူတိုင်းအပေါ်စေတနာမထားတင်မှုလို့စိတ်နာနာနဲ့ပြောတဲ့စကားမျိုးဖြစ်နေတယ်။တကယ်တော့သမီးရဲ့စေတနာဟာလူတိုင်းနဲ့ထိုက်တန်ပါတယ်။လူအချင်းတွေပေါ်မူတည်ပြီးစေတနာအနေအများကွာခြင်းကပေါ့။ဒါပေမဲ့စေတနာဟာကံကိုဖြစ်စေတဲ့အတွက်လူတိုင်းအပေါ်စေတနာထားရမှာပဲမဟုတ်လား။အဲ့ဒီတော့နေရာပေါ်မှာကက်မဲ့စာတန်းလေးကိုဒီလိုလေးပြင်လိုက်ရင်မကောင်းဘူးလား။ ်ဒီမကောင်းလေကျွန်တော်ကောင်းပြီစေတနာတည်လူတိုင်းတည်း